ဆုံးဖြတ်ပနတီကံပူအတွက်သွေးချောင်နေခဲ့တဲ့အန်ဒရစ် ားလုံးမင်္ဂလာပါလက်ရှိဘောလုံးပြိုင်ပွဲအများစုရဲ့ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာဆိုရင်တော့တာမန်ပွဲချင်းလင်းရှားလက်မပြတ်သားခဲ့ရင်အချိန်ပိုမိနစ်30နဲ့အချိန်ပိုမှာရလက်မပြတ်သားသေးဘူးဆိုရင်တော့ပနတီအဆုံးဖြတ်ခံယူကြရပါတယ်ပနတီအဆုံးဖြတ်ကိုရရှိသွားပြီဆိုရင်နှစ်သင်းစလုံးအတွက်အခွင့်အရေးက50 50စီဖြစ်သွားပြီမလို့ဘာမှဆိုဖြစ်သွားနိုင်ပါတယ်အသင်းကြီးနဲ့အသင်းငယ်ဆိုရင်တော့မှပနတီရောင်းရင်ဘာမှပြောလို့မရတဲ့အခြေအနေဖြစ်ပါတယ် ဒီဒီဘက်မှာကစားခဲ့ကြတဲ့ချန်ပီယံလိ16သင်းအစီအရင်ဒုတိယအကြိုပွဲစဉ်ဒီမှာပလန်တီဆုံးဖြတ်ပြီးရောက်ခဲ့ရတဲ့ပွဲစဉ်2ပွဲတည်းရှိခဲ့ပါတယ်အိဒီယာမဟာလဝါနဲ့လူမိုက်တင်တို့ရဲ့မက်ဒရစ်ဒါဘီပွဲစဉ်အဆိုရင်အငင်းပွားစရာတွေရှိခဲ့ရပါတယ်။ဟာလဝါတို့ကပထမအချုပ်မှာအင်္ဂလန်မှာ၂ဂိုးတကိုးနဲ့အနိုင်ရခဲ့ပေမယ့်ဒုတိယအချုပ်မှာတော့စပိန်လူမိုက်တို့ကကလုံးနဲ့သောဥဆောင်ကုန်းနဲ့ပြန်အနိုင်ရရှိခဲ့ပါတယ်။အချိန်ပေါ်မှာလည်းဘယ်အသင်းမှတွင်ကူမရခဲ့လို့ပနန်ဒီအဆုံးဖြတ်တီကိုရောက်ရှိသွားခဲ့ပါတယ်။ နာဒီမာရယ်ဒမိုက်တူအသင်းကအေဗရက်စ်နဲ့လဝန်တရီကိုလွှဲချော်ခဲ့ကြပြီးတော့အလဝါရုဘက်ကဗတ်စကွတ်တယောက်သာလွှဲချော်ခဲ့ပါတယ်ပနာဒီအဆုံးဖြစ်မှာပထမဆုံးလဲချော်ခဲ့တဲ့ Everest ပနာဒီဆိုရင်အငင်းပွားစရာတွေပါဖြစ်ခဲ့ရပါတယ်။ရုပ်တံအနည်းပြကွက်တွေမှာဆိုရင် Everest ရဲ့ပနာဒီကန်ချက်ကနှစ်ချက်ထိတယ်လို့လို့မထိတယ်လို့လို့နဲ့မမဆောင်ဖြစ်နေခဲ့ရပါတယ်။ဒီပနာဒီသာကိုးဖြစ်သမှတ်ပေးခင်ရမယ်ဆိုရင်တမျိုးတစ်ပုံကြောင်းလဲသွားနိုင်ပါတယ်။အလွာရုတဲ့အဆုံးဖြတ်ပနာဒီကိုတော့နောက်ခံလူရီကာကတွင်းယူပေးသွားခဲ့တာပါ။ တကယ်လို့ဟာလိုဝါနီးပြကြီးအန်ဆယ်လော့တီကအဆုံးဖြတ်ပနတီကိုဖရီကာကိုကန့်သွင်းစေချင်တာမဟုတ်ပါဘူး။နောက်ကျင်းအချိန်ပိုကြမှာဗနီရှီးယားရဲ့နေရာကိုလူစားဝင်လာတဲ့အန်ဒရစ်ကိုကန်ဆယ်ချင်တာဖြစ်ပါတယ်။အဲဒီအချိန်မှာကောက်ထဲလိုက်တယ်ဆိုကြတဲ့ကအန်ဒရစ်ကို ပနန်တီတဲ့ယူရည်ဆိုတာသိသားနေပါတယ်။ဒါပေမဲ့အတွေ့အကြုံမရင်ချက်သေးတဲ့အန်ဒရစ်ကတော့အဆုံးဖြတ်ပနန်တီကိုကန်ဖို့သွေးကြောင်နေခဲ့ပါတယ်။နီပြပနန်တီကန်ဖို့လာပြောတဲ့အခါမှာအန်ဒရစ်ကတော့ဘာမှမတုတ်ပြန်နိုင်ဘဲနဲ့ကြောက်နေခဲ့တာဖြစ်ပါတယ်။ အထောက်မဲ့အန်ဆယ်လော့ဒီကလူဒီဂါကိုပဲဆုံးဖြတ်ပနနီကံဘူးအတွက်တောင်းဝင်ပေးလိုက်ရတာဖြစ်ပါတယ်။အန်ဒရီအနေနဲ့ရရှိလာတဲ့အခွင့်အရေးကိုအသုံးမချရခဲ့တာကတော့နှမျောဖို့လည်းကောင်းခဲ့ပါတယ်။တပတ်ကကြည့်မယ်ဆိုရင်လေတခုခုလွဲချော်သွားခဲ့မယ်ဆိုရင်သူ့ခေါင်းမှပုံကြလာနိုင်ပါတယ်။ဒါမဲ့ quarter final မှာတော့ halwa နဲ့ simman ကြီးလူကထိုက်တိုက်တွေ့ဆုံသွားဖို့ရှိနေပါတယ်။ halwa တို့ကဒီအသည့်တဲ့အချိန်ကြီးမကောင်းဘူးဆိုပေမဲ့ champion league 15လုံးပိုင်ရှင်အသင်းဆိုတာနဲ့တည်းအချိန်မှမရဘူးတဲ့ simman ကြီးလူအတွက်ရှိန်နေစရာကောင်းနေပြီလေဖြစ်ပါတယ်။ ောင်းသင်း TV ရဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်